ဘာလလဲအခုဘာလလဲမသိဘူးနော်စက်တင်ဘာလနောက်ဆုံးအပတ်တိတိုင်းဖျားရှင်ပို့ဆောင်ပေးတယ်အာမင်ဘယ်လိုပို့ဆောင်ပေးတယ်လဲဆိုတော့ဂျမ်းမချင်းနဲ့တကွကောင်းမြတ်သောအရာအလုံးစုံနဲ့တင်းနဲ့ကျွန်တော်ပို့ဆောင်ပေးနေတော့ဖျားရှင်ဖြစ်ပါတယ်အာမင်ဆိုတော့အထူးသဖြင့်ကျွန်တော်တို့ဒီကာလဒီဝိညာဉ်တော်လှူရှားတဲ့ကာလတန်ရှင်သောဝိညာဉ်တော်ကာလဖြစ်တဲ့အတိုင်းပဲသူ့ရဲ့ကာလမှာဆိုသူ ဘလို့ပြောမလဲဘာလို့ဝိညာဉ်တော်ကာလလို့ပြောတယ်လဲဆိုရင် तू အလုံးလုံးတော့အချိန်နာရီတွေဖြစ်တဲ့အတွက်ဖြစ်တယ်အာမင် तू ရဲ့အချိန်နာရီတနည်းအားဖြင့်တန်ရှင်တော်ဝိညာဉ်တော်ကြီးမားစွာအလုံးလုံးတော့ကာလဖြစ်တယ်ဆိုတော့တန်ရှင်တော်ဝိညာဉ်တော်ဘယ်လိုအလုံးလုံးတလဲဘာတွေအားဖြင့်အလုံးလုံးတလဲဆိုတော့ကျွန်တော်အသက်တာမှာမတိဘူးဆိုတော့ဝိညာဉ်တော်လှုပ်ရှားတဲ့ကာလကျွန်တော် ဖြတ်တန်းရခြင်းအတိတ်ပဲလေအရာ အချို့မရှိဖြစ်သွားမှာဖြစ်တယ်။ဆိုတော့ကျွန်တော်အခုလေ့လာနေတဲ့ရာဝိညာဉ်တော်ရဲ့စုကျေစုအကြောင်းကျွန်တော်ဒီနေ့ဆက်ပြီးလေ့လာမယ်။ဝိညာဉ်တော်စုကျေစုကျွန်တော်သိရှိယုံတာမှာပဲအဲ့ဒီအရာတွေကိုကျွန်တော်အသက်တာထဲမှာဝန်ခံသက်စင်ဝန်ခံမြန်မာထိုးအရာတွေအဖြစ်ကျွန်တော်ကျွန်တော်အသက်ရှင်လျှောက်လန်းဖို့အတွက်ဖြစ်တယ်ဆိုတော့နံပါတ်1နေနဲ့ပြောချင်ပါတယ်ဆိုတော့ကျွန်တော်အာပြီးခဲ့တဲ့အပတ်တရားတော့ကျွန်တော်တို့အာ တချို့သောအရာတွေပေါ့နော်အပိုင်းနှစ်ပိုင်းပြောမှာပေါ့နော်ပြီးတော့ဖြစ်တယ်ဆိုတော့ဖွင့်ပြခြင်းနဲ့ဆိုင်တဲ့အာစုကျေစုထဲကနေကျွန်တော်တို့ပြီးခဲ့ပတ်ကပညာတရားနဲ့ထူထွင်းခြင်းကိုပြီးသွားပြီဟုတ်တယ်နော်ဆိုတော့ဒီနေ့မှာကျွန်တော်ပါအကြောင်းပြောထပ်ပြီးကျွန်တော်ဆွေးနွေးခြင်းလဲဆိုတော့စိတ်ဝိညာဉ်ကိုပိုင်းခြားခြင်းဆိုတဲ့စုကျေစုအကြောင်းကျွန်တော်အတူတူဆွေးနွေးရအောင်ဆိုတော့တနည်းအားဖြင့်နာမည်ကစိတ်ဝိညာဉ်ကိုပိုင်းခြားခြင်းအာဒီမှာလဲကျွန်တော်နှုတ်လေးထိုးထားပေးရနော် ဆိုတော့နှုတ်ထိုးထားပေးတဲ့ရည်ရွယ်ချက်တွေကျွန်တော်တို့မှတ်သားဖို့အတွက်ဖြစ်ပါတယ်အာမင်ဟာလေလုယာအာမင်နှုတ်ရေးထားခြင်းတွေကျွန်တော်မှတ်သားလို့ရအောင်မှတ်သားဖို့လွယ်ကောင်ကျွန်တော်လှူဆောင်ထားတာဖြစ်တဲ့အတွက်တကယ်လို့စာအုပ်တွေနှုတ်ပုတ်တွေမပါခဲ့ဘူးဆိုရင်လည်းဓာတ်ပုံလေးတွေအဖြစ်ကျွန်တော်အာဓာတ်ပုံရိုက်ပြီးမှတင်ထားစေခြင်းတွေဒီအရာတွေဖရဲနှုတ်ကပတော်ဖြစ်တဲ့အတွက်တင်းနဲ့ကျွန်တော်အသက်တာကို ကောင်းချီးပေးမှစပေးမယ်နှုတ်ကပတ်တော်ဖြစ်ပါတယ်ဆိုတော့ဆက်သွားမယ်ဆိုတော့ဝိညာဉ်ပိုင်းစိတ်ဝိညာဉ်ကိုပိုင်းခြားခြင်းဆိုတော့တနည်းအားဖြင့်ပိုင်းခြားတယ်ဆိုတော့ပိုင်းခြားခြင်းသို့မဟုတ်ခွဲခြားခြင်းလို့ကျွန်တော်ပေါ့နော်အာအလွယ်မရအောင်စိတ်ဝိညာဉ်ပိုင်းခြားခြင်းဆိုတာပိုင်းခြားရမယ့်အရာရှိလို့ဖြစ်တယ်တိတ်ချတာတော့ ဘာဖြစ်လို့စိတ်ဝိညာဉ်ပိုင်းခြားနိုင်တဲ့စုကျေစုကျွန်တော်ပေးထားတယ်လဲဆိုရင်ဘာဖြစ်လို့လဲဆိုတော့ပိုင်းခြားရမယ့်အရာရှိလို့ဖြစ်တယ်။ပိုင်းခြားမယ်ခွဲခြားပြီးမှကျွန်တော်နားလည်ဖို့မရောဘူး။နော်ပိုင်းခြားတယ်ဆိုတာခွဲခြားခြင်းကိုညွန်းဆိုတာဖြစ်တယ်။ဆိုတော့ဘာအတွက်လဲဆိုတော့ဝိညာဉ်အမျိုးမျိုးရှိတာဖြစ်လို့ဖြစ်တယ်။အဲ့ဒါကိုကျွန်တော်သိဖို့ဖြစ်တယ်။ if a continue chao အပိုင်ရဲ့စနစ်ထဲမှာပါရေးထားလဲဆိုတော့ ကျွန်တော်တို့ရဲ့တိုက်ရတော်ရန်သူကအထွတ်မြတ်တွေအာနာစက်တွေဟုတ်တယ်နော်တနည်းအားဖြင့်လူမဟုတ်ပဲနဲ့ဝိညာဉ်တွေဖြစ်တယ်ဘာဝိညာဉ်လဲဆိုတော့ကြာစင်းသွားတော့လူစီဖာနဲ့ကကြာစင်းသွားတော့ခေါင်းကင်တမန်တွေဖြစ်တယ်ဆိုတော့ဒါကျွန်တော်နားလေဖို့ဖြစ်တယ်ဆိုတော့အဲ့ဒီကောင်းကင်တံကြာစင်းတော့တဲ့ကောင်းကင်တမန်တွေကိုနိုင်ကလည်းတို့ဘယ်ကနေကြာစင်းလာလဲဆိုတော့ကောင်းကင်တမန်အဖြစ်ကနေတို့ ကြဆင်းသွားတာဖြစ်တယ်။ဒါကိုကျွန်တော်နားလဲဖို့လိုတယ်။နော်။နတ်ဆိုးတွေကသူ့ဘာသာသူနတ်ဆိုးဟိုဘယ်လိုလဲအဖေအမေရှိလို့မွေးလာတာမျိုးမဟုတ်ဘူး။ကောင်းကင်တမန်စာတန်နဲ့သူကြဆင်းသွားတဲ့ကောင်းကင်တမန်တွေဖြစ်တယ်။ဆိုတော့တခုကျွန်တော်နားလဲရမှာကကောင်းကင်တမန်နဲ့နတ်ဆိုးတွေကအစားသူတို့ကအတူတူပဲဆိုတော့သူတို့သဘောတဘာဝလည်းအများကြီးတူနိုင်တယ်။ ဒါပေမဲ့အကျအစင်းတော်တဲ့ကောင်းကင်တမန်တွေဒီတေချာတာဒီအဖွဲ့တွေသိုးတော်သူတွေဖြစ်တယ်အာမင်အခုကျွန်တော်တို့ကိုစောင့်ရှောက်နေတဲ့ကောင်းကင်တမန်တွေပါလေကောင်းတော်ကောင်းကင်တမန်တွေဖြစ်တယ်ဆိုတော့ဒါကိုကျွန်တော်နားလည်မယ်လို့ကျွန်တော်ယုံကြည်တယ်အဲ့ဒါကြောင့်ပိုင်းခြားတတ်တဲ့ဝိညာဉ်လိုအပ်တယ်ဆိုတော့ကျွန်တော် အာမြင်တွေ့ရပါတယ်ဆိုတော့စိတ်ဝိညာဉ်ပိုင်းခြားခြင်းစုစုပေးရတဲ့ရည်ရွယ်ချက်လေးကိုကျွန်တော်တစ်ချက်လောက်ကြည့်အောင်နံပါတ်1ပါလဲဆိုတော့မမြင်ရတော့ဝိညာဉ်လောကကိုဖုံးထားတဲ့ကလကကိုမာလိုက်ဖို့ရဖြစ်တယ်ဟုတ်တယ်နော်မမြင်ရတော့နေရမမြင်ရတော့ဝိညာဉ်လောကကိုဖုံးထားတဲ့ကလကကိုကျွန်တော်မာလိုက်ဖို့ဖြစ်ပါတယ်ဆိုတော့နံပါတ်1နဲ့ကျွန်တော်နားလည်ဖို့ဖြစ်ပါတယ်โอเคဆိုတော့နံပါတ်1နေနဲ့ဗာတွေ့ရလဲဆိုတော့ ဖယားသခင်မြင်တယ်လို့မြင်နိုင်စေရန်ဖြစ်တယ်။ Okay စိတ်ဝိညာဉ်ပိုင်းခြားခြင်းဆိုကြည့်ရချက်နံပါတ်1ကပါလေဖယားသခင်မြင်တယ်လို့မြင်နိုင်စေရန်ဖြစ်တယ်။နော်ခုနနံပါတ်2စာပြတစ်ချက်ပြန်ပြောမယ်နော်မမြင်တော့ဝိညာဉ်လောကကိုဖုံးထားတဲ့ကလကာကိုမအပ်လိုက်ရန်ဖြစ်တယ်။ဆိုတော့ကျွန်တော်တို့ကအတ္တအသက်ရှင်ခြင်းမှာ ်ထိရောက်စွာနဲ့အသက်ရှင်နိုင်ဖို့ဖခင်အမှုတော်ထဲမှာသွာလာနိုင်ဖို့ဆိုရင် မမြင်ရတဲ့လောကမှာရှိသောဝိညာဉ်တွေရဲ့သဘောတဘာဝကိုသိပြီးမှအဲ့ဒီဝိညာဉ်တွေဘယ်လိုကင်တွယ်ရမလဲနော်ဒီဝိညာဉ်ကအမိန်ပေးမောင်းထိုးရမယ့်ဝိညာဉ်ဆိုတဲ့ဥစ္စာမျိုးပေါ့နော်ဆိုတော့ကျွန်တော်ကောင်းကောင်းပိုင်းခြားတတ်ဖို့အတွက်ဒီစိတ်ဝိညာဉ်ပိုင်းခြားခြင်းဆိုခြင်းတွေကိုဖျားရှင်ကျွန်တော်ပေးထားတာဖြစ်နောက်တစ်ခွာဘုရားခင်မင်းတို့လို့မြင်နိုင်စေရန်နော်အာ ျမ်းပိုက်မှတ်ထားခြင်းလဲဆိုရင်ပေါ့နော်တိရခန်းကြီး16ခွန်ခွန်ကိုကြည့်တယ်ဆိုရင်ကျွန်တော်ခုနှစ်ကိုကြည့်ရင်ကျွန်တော်မြင်တွေ့ရဖြစ်တယ်အဲ့မှာပဲသူ့အကြောင်းလဲဆိုတော့ရှာမွေလာနဲ့ကျွန်တော်အာဣတိလအရှင်ဘရင်အတွက်ပေါ့နော်ဘိတ်သိပ်ဖို့ရှောလို့ပြီးတဲ့ချိန်မှာဘုရားရှင်ကရှင်ဘရင်တဘိတ်သိပ်ဖို့ရှာမွေလာပြောတယ်အဲ့မှာပဲသူ့ဘိတ်သိပ်ဘိတ်သိပ်တယ်လဲဆိုတော့ကျွန်တော်အားလုံးတိပြီးသားဖြစ်တဲ့ ဒါဝိဒ်ကိုဘေးသိတဲ့အကြောင်းအရာဖြစ်တယ်။ဆိုတော့ရှမွေလကယေရှဲရဲ့သားတွေအားလုံးเนาะတယောက်ပြီးတယောက်မြင်တဲ့အခါမှာသူကတော့လူအနေနဲ့ကြည့်တော့လူအမြင်နဲ့ကြည့်လိုက်တော့အားကိုရမယ့်အရင်မောင်းတွေခန္ဓာကိုယ်အရွယ်စားတွေအဗလာတွေဇတွေမှစပါတော့เนาะသူကလူအနေနဲ့ကြည့်တော့အာအားကိုစားကောင်းတဲ့အခြေအနေမျိုးသူဘေးသိပ်ဖွင့်ပြင်ဆင်ပေးမယ့်ဘုရားခင်ကလူကြည့်တကယ်တော့မကြည့်ပဲနဲ့စိတ်နှလုံးကိုကြည့်တော့ဘုရားဖြစ်တဲ့အတိုင်းပဲ ဒါဝိကိုဘေးသိတဲ့ဆိုတဲ့အကြောင်းညာကျွန်တော်အာတည်ပိသားဖြစ်တယ်ပေါ့နော်ဆိုတော့ဘုရားခင်ကလူရဲ့အပြင်ပန်းတဲ့နှလုံးသားကိုကြည့်ပြီးမှအာရွေးတယ်ဆိုတော့လေတိရတော့ဒီအရာကိုဘာဖြစ်တိတာလဲဆိုတော့စိတ်ဝိညာဉ်ပိုင်းခြားခြားဖြစ်အာတိစေနိုင်တော့အမှုအရာဖြစ်တယ်ဆိုတော့ကျွန်တော်နားလဲနံပါတ်3နေနဲ့လက်ဘုရားချင်းမကာကွယ်ရနော်စာသားဘုရားခင်လူတို့စီမှာဘယ်လိုလာလဲဆိုတော့အလင်းအိကောင်းကင်တမန်ကဲ့သို့လာတတ်တယ်ဆိုတော့ကျွန်တော် ကျမ်းစာထဲမှာလည်းတွေ့ရတယ်ယောဘထဲမှာလည်းကျွန်တော်တွေ့တယ်နော်ဆိုတော့ तू อ่ะကောင်းကင်တမန်ကဲ့သို့လာတတ်တယ်ဘာဖြစ်လို့ဆိုသူတို့ကိုယ်နဲ့အစားကတဲ့ကောင်းကင်တမန်တွေလေမချဆင်းခင်อ่ะဆိုတော့ကောင်းကင်တမန်ကဲ့သို့လာတတ်တယ်တနည်းဖြင့်ကျွန်တော်အသက်တာထဲမှာထင်အောင်ထင်မအခြေအနေမျိုးနဲ့ကျွန်တော်လာပြီးမှလက်အစားခြင်းနဲ့အခြေမျိုးတွေရှိတာဖြစ်တယ်အဲ့လိုမျိုးတွေမှာကျွန်တော်ဒီစိတ်ဝိညာဉ်ပိုင်းခြားခြင်းစုကြည့်စုနဲ့တွန်းလှန်ရမှာဖြစ်တယ်ဆိုတော့ကျွန်တော်နားလည်ဖို့ဖြစ်နံပါတ်၄အနေနဲ့ အာပြဿနာကိုရှာရှာဖွေ ဖော်ထုတ်ရန်နော်တနည်းအားဖြင့်ဒီပြဿနာကိုရှာဖွေဖော်ထုတ်ရန်ဆိုတာကပြဿနာလိုက်ရှာဖို့ပြောတာမဟုတ်ဘူးဟမ်နားလည်းဖို့ပြဿနာကိုရှာဖွေဖော်ထုတ်ဖို့ဆိုတာပြဿနာကိုလိုက်ရှာဖို့မဟုတ်ဘဲနဲ့ပြဿနာရှိသောသူတွေရဲ့ပြဿနာကိုဖြေရှင်းပေးဖို့ဖြစ်တယ်အာမင်ဆိုဘုရားရှင်ကျွန်တော်ဒီစူးကြည့်စူးပေးထားတဲ့ရည်ရွယ်ချက်လေးချက်ဒါဖြစ်ပါတယ်ဆိုတော့ ပြီးရင်အဲ့ဒီခုနကျွန်တော်ပြောတယ်ဝိညာဉ်လေးကိုပိုင်းခြားနိုင်ဖို့လို့ကျွန်တော်ပြောတဲ့အတိုင်းပဲပေါ့နော်စိတ်ဝိညာဉ်ပိုင်းခြားခြင်းစုခြင်းဆိုတာဘာဟာနောက်တစ်ခုကကျွန်တော်သိဖို့ဘယ်လိုဒီလောကမှာဘယ်လိုဝိညာဉ်တွေရှိသလဲနော်ကျွန်တော်ဒီအာလောကကြီးမှာစัจ java လာကြီးမှာဘယ်လိုဝိညာဉ်တွေရှိသလဲဆိုတော့ကျွန်တော်သိဖို့ဖြစ်တယ်အာโอเค နော်ခရိယာများအသက်တာတွင် တွေ့ကြုံရတဲ့ဝိညာဉ်အမျိုးမျိုးမှာဆိုပြီးမှကျွန်တော်မတ်ဆူလေးရေးထားရှိပါတယ်အဲ့ဒါလဲကျွန်တော်တို့တခါတည်းတပ်ပုံရိုက်သွားပါနော်အာတခုလဲအားပေးခြင်းပါတယ်တရင်ကောင်းတွေလည်းရှိပါတယ်နောက်ခါကျကျွန်တော်ဒီမှာအာ notebook တွေပါအစပေါ့နော်ဒီမှာထားထားပေးမယ်ဆိုတော့ကျွန်တော် Bible study အချိန်မှာကျွန်တော် note လေးတွေယူရအောင်ကျမ်းစာအုပ်တွေလည်းကျွန်တော်ယူလာဖို့ကျွန်တော်အားပေးခြင်းပါတယ်နော်တခါလေးဖုန်းနဲ့ဆိုရင် တခြားနေရာရောက်ရောက်သွားတက်လို့ပေါ့နော်ကျွန်တော်ကျန်းစာလည်းယူလာပါဖုန်းနဲ့ရှင်နဲ့ဖုန်းနဲ့ဖတ်ပါဘာဖြစ်ကျန်းစာအတူတကွကျွန်တော်ဖတ်ချင်ပြတာကဖရားရဲ့နှုတ်ကပတမတရားစကားဖြစ်တဲ့အတွက်ဒီနေ့ကျွန်တော်ရဲ့အတ္တတာမှာဘာဖြစ်စေလဲဆိုတော့အလင်းကိုဖြစ်စေတယ်ခွန်အားကိုပေးတယ်အာမင်ဆိုတော့ကျွန်တော်တို့လုံးဝအကျိုးမြတ်သောအရာဖြစ်ပါတယ်ဆိုတော့ဘာကျုပ်တွေ့ကြုံရဝိညာဉ်အမျိုးမျိုးကပါရရှိလဲဆိုနံပါတ်၁ဖယားခင်ရဲ့တန်ရှင်သောဝိညာဉ်တော်နံပါတ်၂ကောင်းကင်တမန်အကောင်းနဲ့ အဆိုးဟုတ်ပြီနော်နံပါတ်3ကနတ်ဆိုးတော့မဟုတ်ညင်ညူသောဝိညာဉ်များပြီးရင်လူ၏ဝိညာဉ်ဆိုတဲ့အရာတွေကျွန်တော်တွေ့ရတာ ဖြစ်ပါတယ်ဆိုတော့ဒါကတော့ကျွန်တော်မှတ်ထားဖို့ဖြစ်တယ် now တခါစိတ်ဝိညာဉ်ပိုင်းခြားခြင်းတာရကကိုကျွန်တော်တစ်ချက်လောက်သွားခြင်းပါတယ်အာကျွန်တော်နည်းနည်းမြန်သွားလို့မမီလိုက်ဖို့ဆိုရင်ကျွန်တော်တော့အသင်းတော်ရဲ့ page တော့အသင်းတော်ရဲ့ YouTube တော့မှာပြန်ပြီးမှ နားထောင်ပြီးမှခွန်အားယူပူအောင်တော့ကျွန်တော်တခါတည်းလဲကြော်ညာပေးခြင်းပါတယ်เนาะကျွန်တော် YouTube မှာဆို Full Gospel Worship Center เนาะကျွန်တော်အာ YouTube ကျွန်တော် channel ရှိပါတယ်ဆိုတော့အတင်းသားတွေနှုတ်ကပတ်တော်လဲနားထောင်ရင်เนาะအဲ့မှာလဲကျွန်တော်တင်းရကြည်လိုက်ခြင်းကြော်ညာတစ်ခုကြည်လိုက်ခြင်းအဖြစ်အဲ့မှာကြော်ညာခရရတဲ့ဥစ္စာအတင်းတော်တော်လဲပါဝင်တာဖြစ်တယ်เนาะကျွန်တော်အသက်သာတော်လဲကောင်းတယ်အတင်းတော်တော်လဲကောင်းတယ် ဆိုတော့ဒါလည်းကျွန်တော်လှုပ်ဆောင်ပွင့်အတွက်အားပေးချင်ပါတယ်ဆိုတော့စေဝိနင်ပိုင်းချခြင်းတာရကတွေမှာအာယေရှုခရစ်တော်ရဲ့အမှုတော်ဆောင်ခြင်းကိုတစ်ချက်လောက်ကြည့်ချင်ပါတယ်ယောဟန်အခန်းကြီး1အပိုင်ငယ်48နဲ့48မှာနော်ဂျမ်းပိုက်လေးမှတ်ထားပါယောဟန်အခန်းကြီး1အပိုင်ငယ်48 48မှာအဲ့မှာ ဘယ်သူအကြောင်းရှိတယ်လဲဆိုတော့နတ်တနေလအကြောင်းကိုကျွန်တော်တို့ရေးထားဖြစ်တယ်အမှပါပြောလဲဆိုကျွန်တော်ပဲဖတ်လိုက်မယ်နတ်တနေလလာဒီကိုယေရှုတည်မြင်တော်မူတယ်လယ်စားခြင်းအပြင်နဲ့ကင်းလွတ်တော်ဤတေလလူစစ်ကိုကြည်လော့ဟုထိုသူကိုအမှပြု၍မိန်တော်မူနတ်နတ်တနေလကလည်းကိုတော်ဒီအပေတော့တော်ပြီးအချနှုတ်ကိုတည်တော်မူနေုံမီးလျှောက်တော်ယေရှုကဖိလိပ္ပုဒီတင်းကိုမခေါ်မီတင်းဒီတင်းဘောတဖန်ပင်အောင်၌ရှိဒီကိုငါမြင်သည်ဟုကြံ၍မိန်တော်မူလင်ဆိုမှယေရှုခရစ်တော်ကပြောတယ်ဒါက စိတ်ဝိညာဉ်ပိုင်းခြားခြားဖြင့်ယေရှုနတ်တနေလကိုမြင်တဲ့အမြင်ကိုကျွန်တော်တို့ဒီမှာတာရကအနေနဲ့ဝိညာဉ်တော်ဆူကျေစုအမှန်ကဖြစ်ကြောင်းတကယ်ရှိကြောင်းယေရှုခရစ်တော်ကိုယ်၌ကတာရကအနေနဲ့နှုတ်ကပတ်တော်ထဲမှာကျွန်တော်ရေးထားတဲ့အရာဖြစ်ပါတယ်နော်လက်အစားချက်အပြစ်မရှိကြောင်းပိုင်းခြား၍တည်တယ်လို့ပြောတယ်အာမင်သူပြင်ကြတဲ့ပြောတယ်လေလက်အစားချက်အပြစ်နဲ့ကင်းလို့တော့ဣသေလလူစစ်ဆိုပြီးမှ ခရစ်တော်ကနတလီလာကိုညွန်းဆိုပြီးပြောတဲ့အရာကိုမြင်တွေ့ရတယ်။ဒီအရာဘယ်အရာအဖြစ်ပြောတာလဲဆိုတော့စိတ်ဝိညာဉ်ပိုင်းခြားခြင်းအဖြစ်ပြောတော့အရာဖြစ်တယ်ဆိုတာကျွန်တော်မြင်တွေ့ရတာဖြစ်ပါတယ်เนาะပြည့်ကြီးရှော့ဘာပြောထားသေးလဲဆိုတော့အပိုက်ငယ်53လောက်မှာတင်းတော့ငါမှန်ကန်ဆိုဒီကနောင်ကာလိုက်နိုင်ကောင်းကင်ဖွင့်လစ်ဒီကိုလောက် ဘုရားခင်ကောင်းကင်တမန်တို့လူသားအပေါ်၌ဆင်းလက်တက်လက်ရှိသည်ကို၎င်းသင်တို့ဒီမင်ရကြလက်တန်ဟုမိန်တော်မူ၏လို့ကျွန်တော်တွေ့ရပါတယ်ဆိုတော့ထိုနောင်ကာလဖြစ်တော့အဲ့ဒီထဲမှာရေးထားတဲ့နောင်ကာလတွေဘယ်ကာလလဲဆိုတော့အခုယခုကာလဖြစ်ပါတယ် praise the lord ယခုကာလမှာဝိညာဉ်တော်တွေစုသူစုဂျေစုအပြင်ကျွန်တော်အတ္တတမှာအသက်ရှင်ဖို့အတွက်သူစုဂျေစုကိုပေးထားပြီးသားဖြစ်တယ်ဆိုတော့ကျွန်တော်နားလေဖို့နားလေအောင်တာမကပဲကိုယ့်အတ္တအတွက် အာမင်ဆိုမှခံယူပြီးမှလက်တွေ့လှုပ်ဆောင်ဖို့ဖြစ်ပါတယ်။နံပါတ်1တာရကအနေနဲ့ပေါ်လို့ရဲ့အမှုတော်ဆောင်ခြင်းတဲမှာအာကျွန်တော်အများရန်အာပြောတတ်တဲ့အကြောင်းအရာလေးတစ်ခုပေါ့နော်။တမန်တော်16ထဲမှာပေါ်လို့နဲ့တီလာတို့ဟိုဒီနောက်ဝင်တဲ့ကလေးမလေးကဒီလူတွေဟာဖယားသခင်အမြင့်ဆုံးတော့ဖယားသခင်ရဲ့လူတွေဖြစ်တဲ့ဘာညာဆိုပြီးမှသူတို့နောက်ကနေပြောတဲ့ချိန်မှာဒါကကျွန်တော်ဒီတိုင်းစဉ်းစားတော့ ်သူတို့ကောင်းကြီးပေးနေရပဲလေနော်ဒီလူတွေကဖရားရဲ့လူတွေပါဆိုပြီးမှပြောနေတယ်တခါလေကျင့်ကျွန်တော်လည်းအဲ့ဒီပိုင်းခြားခြင်းဝိညာဉ်ရှိဖို့လို့တယ်အာဖရားရဲ့လူတွေဆိုရင်ကျွန်တော်တို့ပြောပြီးမယ်ဒီလူမျိုးဖြစ်နေလဲဖြစ်နေနိုင်တယ်ကျွန်တော်တို့ဖရားနာမနဲ့မှုတ်လိုက်ပြီးဆိုရင်အကုန်လုံးကျွန်တော်တို့ကအကောင်းကြီးတယ်လို့ကျွန်တော်ထင်သက်တဲ့အချိန်တွေလည်းရှိတတ်တယ်ဒါကျွန်တော်မှစိတ်ဝိညာဉ်ပိုင်းခြားခြင်းဘယ်လောက်လူအပ်တယ်အရေးကြီးတယ်ဆိုတာပုံမှန်တိတာထင်ရှားစေတဲ့အချောင်းအရာလေးဖြစ်တယ် အဲ့ဒီမှာဘာဖြစ်လဲပေါ်လူနဲ့တီလာတို့ကအဲ့ဒီကလေးမလေးတည်းရှိတော့ဝိညာဉ်ဆိုးကိုမောင်းထုတ်လိုက်တယ်ဆိုတဲ့အကြောင်းကကျွန်တော်မြင်တွေ့ရဒါလည်းစိတ်ဝိညာဉ်ပိုင်းခြားခြားဖြင့်တီရတော့အရာဖြစ်တယ်ဆိုတော့ကျွန်တော်နားလည်နိုင်တာဖြစ်ပါတယ်နော်ပြီးရင် prophet တွေ prophet ပြုမှာပြောတဲ့အရာတွေရှိတယ်လို့ပေါ့နော်ဒီဒါကကျွန်တော်ကောင်းသောဝိညာဉ်လောကတနည်းအားဖြင့် ဖယားသခင်နဲ့တစ်ဆိုင်သောဝိညာဉ်လောကမှာဆိုရင်ကျွန်တော်ဒီ prophet ပြောတဲ့အရာတွေကျွန်တော်ရှိတယ်နော်အဲ့လိုပဲစာသားနိုင်ငံမှာလည်းအဲ့လိုမျိုး လုပ်တဲ့အရာတွေရှိတယ်အဲ့ဒါပါလဲဆိုတော့အနာဂတ်ကိုဟောတဲ့ဝိညာဉ်ဆိုရှိတယ်အဲ့ဒီဝိညာဉ်ပါလဲဆိုရင်မိရင်ဟောတဲ့အရာကိုပြောတာဖြစ်ပါတယ်ဆိုတော့ယုံကြည်သူတွေအနေနဲ့ကျွန်တော်လုံးဝရှောင်ရှားတဲ့အရာဖြစ်ပါတယ်နော်ကျွန်တော်မပြောင်းလဲခင်ကအဲ့ဒီ အာမဂဇင်းတွေအနောက်မှာရှိတဲ့အရာတွေအဲဂျာနယ်ရဲ့အနောက်မှာခொနည်းသားသမီးတွေအတွက်ဟောစတဲ့ဆိုတဲ့အရာတွေမှစလေဒါမတိလို့ပါမတိခင်အချိန်ကကျွန်တော်လည်းဖတ်ခဲ့ဖူးတယ်တချို့သောအရာတွေတော့ဟိုတူတလို့လို့ရှိတာတွေရှိတယ်နော်ตุมาบ่เนาะไอ้หลุမျိုးนี่ตะโชตออะหยาတွေကဒီလိုစာတန်းကလည်းအလုံးလုံးနိုင်တယ်ဆိုတော့လေဟုတ်တယ်เนาะ မကောင်းတဲ့ဝိညာဉ်ကလည်းအလုတ်လုတ်တယ်ဆိုတော့တူတာလည်းရှိကောင်းရှိနိုင်ပါတယ်ဒါပေမဲ့ကျွန်တော်ယုံကြည်သူတွေဒီအရာကိုလုံးဝရှောင်ရှားတတ်ဖို့ဖြစ်တယ်နားလည်ဖို့လည်းဖြစ်တယ်ဆိုတော့ကျွန်တော်ပြောချင်ပါတယ်ဆိုတော့ဒါကစိတ်ဝိညာဉ်ပိုင်းခြားခြင်းနဲ့အာသက်ဆိုင်တဲ့အရာတွေဖြစ်ပါတယ်